်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF အမေကန်ပြီးမိုးကုံမြို့ကိုကောက်ွယ်ဖို့ TNL နဲ့ MNTAA သဘောတူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရုတ်ပြည်မြမအရေးတွင်၎င်းတို့၏အာပြင်တော်နိုင်ငံရေးလက်နက်ကိုထုတ်သုံးပြီး၎င်းတို့အလို့ချဖြစ်ရန်အတင်းအကျပ်စီမံလာပြီးဟုအစာချီကယခုလိုဖွင့်ချရေးသားလာခဲ့ပါတယ်ဆီအနာတိမ်မှုဤရလက်အဖြစ်မြန်မာပြည်တွင် ကီတွင်းစစ်ကြီးနှင့်ရင်ဆိုင်လာခဲ့ရသည်မှာ၄နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ထိုချိန်မှစ၍စစ်အုပ်စုကိုတွန်းလှန်ရန်ဒေါ်လန်ရဲ့အဖွဲ့ယာနှင့်ချီ၍ထွက်ပေါ်လာပြီးတရံတခါအချင်းချင်းပုတ်တိုက်မှုများရှိလာ၍လက်ရှိတွင် အခြေအနေများကရှုပ်ရှုပ်ထွေးထွေးနှင့်ရှင်းမတိုးနောက်မဆုတ်ဖြစ်လာနေပါတယ်။အနာအုပ်စုကထိုရေးကိုလက်ရှောင်နေကြဆဲဖြစ်ပါတယ်။သို့သောမြန်မာနှင့်ကီလိုမီတာ2000ခန့်ထိစပ်နေသောတရုတ်ကတော့ထို့သောမဟုတ် ၎င်းတို့၏ကုမ္ပဏီများသည်မြမာ၏မြေရှားတပ်ထုများထုတ်ယူရန်တံငွေနှင့်ရေနံများကိုဖင်္ဂလားပင်လယ်အော်မှယူနန်သို့ပို့ဆောင်ပေးနေသည့်ပိုက်လိုင်းများအစရှိသည့်လုပ်ငန်းများတွင်ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံနေကြ၍ထိုအကျိုးစီးပွားများလုံခြုံစိတ်ချရာရေးကိုအာမခံနိုင်သည့်ရလဒ်မျိုးပုံဖော်နိုင်ရန်ကြိုးပမ်းလာခြင်းလည်းဖြစ်ပါသည် တရုတ်တို့မြန်မာအာမီတို့မြေပုံဩဇာလွှမ်းမိုးနိုင်အောင်လှုပ်လာခဲ့ပုံကိုမကြမီက economic လက်တို့ရောက်ရှိလာခဲ့သည့်အစည်းအဝေးမှတ်တမ်းများကိုလေ့လာလျင်နားလည်သဘောပေါက်နိုင်ပြီဖြစ်သည်တရုတ်တန်တမန်များနှင့် WTA UWSA အကြားဆွေးနွေးခဲ့သည့်အစည်းအဝေးမှတ်တမ်းပင်ဖြစ်သည်ဝါရုဘတ်မှထိုးမှတ်တမ်းကိုမဟာမိတ်ဒေါ်လာရဲ့အဖွဲ့များကိုဝေငှားခဲ့ရမှကြေကြေပြန့်ပြန့်ဖြစ်သွားပုံရသည်ဟုတရုတ်မြန်မာအရေးကျွမ်းကျင်သူ Jason Tower ကထောက်ပြခဲ့သည် တရုတ်ကန်တမန်တို့ပါဝင်သည့်ဆွေးနွေးပွဲများတွင်ပြောဆိုခဲ့သည်များကိုတလုံးမကျန်မှတ်တမ်းပြုစုထားခြင်းကအင်မတန်ရှားရှားပါပါဟုဆိုရပင်မည်။ဂျေဆင်တာဝါအပါဝင်ကျွမ်းကျင်သူများကအစ်အမှန်ဖြစ်သည်ဟုမှတ်ချက်ပေးခဲ့သည်။တရုတ်နိုင်ငံသားရုပ်ဝင်ကြီးဌာနနှင့်ဝါအဖွဲ့ကမှမှတ်ချက်တစုံတရာမပေးခင်မြန်မာမီဒီယာများတွင် တွေ့ဆုံခဲ့မှုအကြောင်းဖော်ပြထားပြီးဖြစ်၍နှစ်ဖက်စလုံးကညှင်းဆုပ်ခဲ့ကြခြင်းမရှိပေ။ ထိုစာရွက်စာတမ်းများတွင်တရုတ်တို့၏အကြမ်းတမ်းဆုံးတန်ခင်းတမန်ခင်းကို ရှင်းလင်းထင်ရှားစွာတွေ့လာရသည်ထိုစီဝေးသည်တိုင်းသားတော်လည်ရေးတက်များ2029ခုအမည်ပေးထားသောစစ်စင်ရေးဖြင့်ရှမ်းပြောက်ဒေသတွင်အောင်ပွဲများအလီလီရရှိလာနေခြင်းဖြစ်သည့်2024ဩဂုတ်လအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ထိုစစ်စင်ရေးသည်ထူးထူးခြားခြားအကြမ်းနှာညှိနှိုင်းပြီးထိတိယောက်ယောက်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်သည်ခပ်ပေါ်လာသောအင်အားနှင့်နေမည်အဆုံးရှုံးများအတွက်တရုတ်တို့အထိတ်တလန့်ဖြစ်လာခဲ့ကြသည် ပေါက်ကြားလာသောမှတ်တမ်းတွင်တရုတ်တို့ဘက်ကပြောဆိုတုံ့ပြန်လာသည့်ညတရုတ်ထူးတန်တမန်ဒိယီချွင်းသည်ဝါရူအား MNDAA နှင့်ပူးပေါင်းဆောင်ရွက်နေမှုများရက်တရက်အမိန့်ပေးလာသည် MNDAA သည်အပြောတမျိုးအလုပ်တမျိုးလုပ်သည့် two face များဖြစ်လာသည်ဟုပြောလာသည် MNDAA သည်မိမိတို့၏အမိန့်ကိုနာခံခြင်းဟန်ဆောင်နေပြီးတစ်ဖက်တွင်သဘောထားကွဲလွဲစရာများဖန်တီးလာသည်ဟုဆိုသည်စေအိုစုထံမှလာရှိုးကိုတင်ယူခဲ့ခြင်းကြောင့်မိမိတို့၏ကုန်သွယ်ရေးကိုအနောက်ရှက်ဖြစ်အောင်လုပ်ခဲ့သည့်အတွက်မဖြစ်မနေအဖြစ်ပေးအရေးယူသွားမည်ဟုလည်းပြောခဲ့သည် MNDAA သည်အမေရိကန်နှင့်အနောက်အုပ်စုကထောက်ခံမှုပေးနေသည့်နိုင်ငံတွင်းကဒီမိုကရေစီလိုလားသောအုပ်စုများနှင့်မဟာမိတ်လုပ်နေသည့်ဖြစ်ပြီးဆေးအုပ်စုကိုပြိုလဲရန်ဦးဆောင်ဥယျာဉ်ပြုနေသည်ဟုဆွဆွဲလာသည်လာချိုးကိုတိမ့်ပိုက်လိုက်ခြင်းသည်အမေရိကန်နှင့်အနောက်အုပ်စုပါဝင်ပတ်သက်လာအောင်နေရာထိုင်ခင်းဖန်တီးပေးခြင်းဖြင့်နိုင်ငံအားမင်းမဲ့တိုင်းပြည်ပုံစံဖျို့ဖျဲဖြစ်သွားအောင်လုပ်သလိုဖြစ်လာနေသည်ဟုအကြောင်းပြလာခဲ့သည် MNDAA လုံးရံများအတွင်၎င်းတို့ကိုဖြန့်ငှားပြတ်ဖြင့်ပြစ်ဒဏ်ခတ်နေသည်ဟုတေရီချွန်းကဆိုပါတယ် ဖြန်ငါးပြတ်ဆိုတာကမီးရင်အင်တာနက်လူအဝင်ထွက်နှင်းကုန်စည်စီစစ်မှုများဖြတ်တောက်ပြစ်ခြင်းဖြစ်ပါတယ်။မြန်မာပြည်တွင်းစစ်တွင်ပါဝင်ပတ်သက်နေသူများသည့်အတိုင်းအတာတစ်ခုထိတရုတ်နှင့်ကုန်သွယ်ရေးတွင်ပတ်သက်နေကြသည်။တိန်ကြီးချွန်းက MNDAA ခေါင်းဆောင်များကိုအရေးယူဖို့ရှိနေသည်ဟုသတိပေးခဲ့ပြန်သည်။ဝါများလည်း MNDAA ကိုဆက်ကူညီနေမည်ဟုဆိုကာထိုကဲ့သို့အရေးယူခံရမည်ဟုပြောလာပြန်သည်။နောက်ပိုင်းတွင်ဖြစ်ပျက်လာမှုများကိုကြည့်ချင်းဖြင့်တရုတ်ဤပြင်းထန်သောဖိအားပေးမှုနည်းလမ်းများအောင်မြင်ခဲ့သည်ကိုတွေ့လာရသည်။ တင်ရင်ချွန်းပြောပြီးမကြမီမှာပင် MNDAA ခေါင်းဆောင်ပန်းတာရင်သည်တရုတ်သို့ရောက်ရှိနေစဉ်အတွင်းအထိမ့်သိမ့်ခံခဲ့ရသည် MNDAA သည်စေုပ်စုနှင့်အပြည့်ခတ်ရစဲရေးလက်မှတ်ထိုးပြီးနောက်တင်ရင်ချွန်းပြန်ပေါ်လာသည်နှစ်ဖက်စလုံးကထိုသို့ရလက်ကောင်းများထွက်ပေါ်လာအောင်စီစဉ်ပေးခဲ့သည့်အတွက်ကျေးဇူးဥပကာရတင်နေကြကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောလာပြန်သည်ရှင်းနေတူ MNDAA လေလာရှုအပါဝင်တင်ပိုက်ထားသောနေမည်တချို့တဝက်မှပြန်ဆုတ်ပေးခဲ့ရသည် ရခုအခါ MNDAA တီ၎င်းတို့နေမြများကိုဖွံ့ဖြိုးအောင်လုပ်ဖို့သာအာရုံစိုက်နေသည်လောက်ကင်တွင်အနည်းဆုံးရွှန်5သိန်းဒေါ်လာ8000ယင်းနည်းမြုပ်နှံပြီးတရုတ်နိုင်ငံသားများကိုအမြဲတမ်းနေထိုင်ခွင့်ပေးမည်ဟုကမ်းလှမ်းလာသည်ဤသည်ကလည်းတရုတ်နိုင်ငံသားများနှင့်ဒွေရော့ရှက်တင်ဖြစ်လာကစီအိုစု၏ဘုံကျဲတိုက်ခိုက်မှုရံမှဟန်တားနိုင်မည်ဟုယုံကြည်ထားကြသည်ဝါရုကလည်းတရုတ်တို့၏ message ကိုကောင်းစွာသဘောပေါက်ထားပုံရှိပြီးတရုတ်တို့လက်တော့ပြန်လာမည်ကိုကြောက်ပြီး ် MNDAAR နောက်ထပ်ပံ့ပိုးမှုများလုပ်တော့မည်မဟုတ်ဟုဆိုရှယ်မီဒီယာမှကြေညာလာခဲ့သည်တရုတ်ပြည်စေအုပ်စု၏ရန်သူများကိုသာပြစ်မှတ်ထားပြီးဝင်ရောက်ဆက်ဖက်ခဲ့သည့်တာမကရခိုင်ကနေကြားဆောင်တက်များအားလည်းကြားဖြန့်ခိုင်းများကိုအေးအေးယူရန်ပြက်ကွက်ခဲ့သည့်အတွက်အလားတူအပြစ်ဒဏ်မျိုးချမှတ်အေးအေးယူခဲ့ပြီးဖြစ်သည်ဤဒီကိုကြည့်၍အချမ်းပြင်းပြောရရသည်ကတရုတ်တိမြန်မာနိုင်ငံအတွင်မိသူကမိသည့်နယ်ပယ်များကိုထိန်းချုပ်ထားသည့်ဆိုသည့်ထက်၎င်းတို့ဤနယ်စပ်ဒေသတည်ငြိမ်ဖို့နှင့်ခုံတွဲရေးစီစဉ်နေဖို့ကိုသာပိုစိတ်ဝင်စားနေသည်ဟုပြောသည် ်သို့သော၎င်းတို့၏လုပ်ရက်များသည့်ပဋိပက္ခဤလမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့တော်လဲရေရှည်တည်တံ့ညီငြိမ်းချမ်းရေးကိုမဖြစ်မနေအလင်းအမြန်ပေါ်ပေါက်စေမည်ပုံစံမျိုးတော့မဟုတ်ဘူးနိုင်ငံတကာသိစေရန်ဖွင့်ချရေးသားခဲ့သည်တရုတ်သည်တ၎င်းတို့၏စီမံကိန်းများအမြန်အကောင်အထည်ဖော်ပေးရန်နှင့်ထိုးလုပ်ငန်းများအားကာကွယ်ပေးရန်၎င်းတို့၏လက်နက်ကင်များခွင့်ရောက်ခွင့်ပြုရန် တုံနိုင်ငံတွင်လာရောက်လုပ်ကိုင်နေသောတရုတ်နိုင်ငံသားများလုံခြုံရေးအတွက်အခအကွက်ပေးရန်ဟုကြောင်ကြကြတောင်းဆိုလာမှုသည်မြန်မာတို့၏အချုပ်ချာအာဏာကိုမြင်များအထိမခံလေးစားသဘောထားကြောင်းပေါ်လွင်လျက်ရှိသည်မြန်မာနိုင်ငံကတော့စီမံကိန်းများအကောင့်ထည့်ဖို့ရန်၎င်းကိုယ်တိုင်ဦးဆောင်ပြီးဖွဲ့စည်းပေးလိုက်ရပြီဖြစ်သည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးခမောက်ကြီးတို့စစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တက်တိုက်ခိုက်ခံရပြီးဗိုလ်မှူးဗိုလ်ကြီးတို့အပါရှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်လေးပါနေအထူးဆောင်ဖြက်လန့်တို့စစ်ကြောင်းထုတ်လာသည့်စစ်ကော်မရှင်တပ်ဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာ၂ရက်နေ့ကတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ခမောက်ကြီးတပ်နယ်မှာစစ်ကြောင်းထုတ်လာတဲ့အင်အား80ကျော်ပါတပ်ဖွဲ့ကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကစောင့်ကြုံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်၃နာရီကျော်ကြာတိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်မှဗိုလ်မှူးတအုပ်၊ဗိုလ်ကြီးတအုပ်နှင့်တပ်ချက်ကြီးတအုပ်အပါအဝင်တပ်သား၈ဦးမှတိုက်ပွဲအတွင်း၌ပင်တေဆုံးခဲ့သည်ကိုမျက်မြင်တွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ နိုဝင်ဘာ9ရက်နေ့ကတော့ခမောက်ကြီး45မိုင်နာကတက်သေးကအရာရှိအိမ်မှာနိုင်ရီဆွန့်ခတ်နေကြတဲ့တဲ့အခုလောလောဆယ်တော့အထူးဆုံးနဲ့အနီးတစ်ဝိုက်မှာကင်းပုံဝစ်တာပြီးတော့ရှိနေသေးတယ်ခမယာဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ကော်တောင်ခရိုင်တရင်နှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကသတင်းဌာနကိုပြောပါတယ်ထို့ပြင်တိုက်ပွဲပြီးနောက်၄ရွာအနီးတွင် အရာရှိအလောင်းအပါဝင်အလောင်း၁၈လောင်းကိုမီးရှို့ထားခဲ့ပြီး၂၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို တက်တွင်တရင်ရင်းမြစ်များထံမှထပ်မံသိရှိရသည်ဟုကော်တောင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါသည်။တိုက်ပွဲဖြစ်ပွားပြီးနောက်ရက်မှအင်အားတွေထပ်တိုးပြီးရွာသား၂ယောက်၃ယောက်ကိုတော်လန်ရေးအဖွဲ့တွေရှိနိုင်တဲ့နေရာဘဲမှလဲဆိုပြီးသူတို့တိကျင်တာတွေစစ်ဆေးမြင့်မြတ်ပြီးလမ်းလိုက်ပြခိုင်းနေတယ်။အဲဒါကိုရွာသားတွေကကောင်းကောင်းမဖြေလို့ဆိုပြီးရိုက်နှက်ပြီးလမ်းပြခေါ်သွားတယ်တဲ့။အရိုက်ခံရတာရောင်ကိုင်းနေတာပဲလေပြဟုရဲဘော်ကြကြီးကဆက်လက်ပြောပါတယ် အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းခရိုင်မဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်သည့်ကော့တူလေးတက်မတော် KTLA ဘိုလ်ချုပ်မြအထူးတက်ရင်ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားနှင့်ဘုံပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားတို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးပခုတ်ကူမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး၂၀ဦးခန့်ထဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ မကွေးတိုင်းပခုတ်ကူမျိုးနဲ့မြစ်ချေကျွန်းချောင်းဘက်သို့ပွင့်ရောက်လာသည့်အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတောင်းရင်သွေးပြောက်ကြားတပ်ဖွဲ့မှရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘားလ30ရက်နေ့ပကညာဥပမအေယာဝတီမြစ်အနောက်ဘက်ကန်ပခုတ်ကူမျိုးနဲ့မြစ်ချေကျွန်းချောင်းဒေသစိတ်ခဝကြီးပါသို့ဆက်လီများဖြင့်ကုလသောအင်အား200ခန့်ပါတပ်မ69လောက်ခန့်စစ်ကြောင်းကိုဖြီးသူကောက်ကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ် အော်တိုဘလာ30ရက်နေ့စစ်ကြောင်းစထွက်တဲ့နေ့ကတိုက်ပွဲဖြစ်တာစိတ်ခဝကြီးဝနာမှာပဲဖြစ်တာသူတို့ဘက်ကအိုင်ကွန်လာညစ်ပြီးသတင်းသိရတာကသူတို့ဘက်က10ယောက်သေးတယ်20ယောက်ကျန်ရရတယ်အင်အားက300လောက်ရှိတယ်200ကရှေ့ပြေးထိုးလာပြီးတော့နောက်ချံကအင်အား100နဲ့ပေါင်းထိုးတာဟုတောင်းရင်သွေးပြောက်ကြားတက်ဖွဲ့မှတော်လရေးရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်နေပြည်တော်ရှင်းလင်းစဉ်အကြံဖက်စစ်တပ်ကင်းပုံမှပြစ်ခတ်သည့်ကြီးထိမှန်၍ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တအုပ်ကြာဆုံးခဲ့ကြောင်း ရှင်အချမ်းဖက်စစ်တပ်စစ်ကြောင်းမှလက်ရှိတွင်ကျွန်းချောင်းတောင်ဘက်ရှိတမိဩစာဆက်ယုံ၌တက်ဆွဲထားပြီးခင်းပုံများလည်းချထားကြောင်းသိရပါသည်တိုက်ပွဲမှာရဲဘော်တွေအားလုံးဘေးကင်းခဲ့တဲ့စစ်ကြောင်းမြိန်လို့နေနေရှင်းလင်းရေးလုပ်တဲ့အချိန်ပါကဖအဖွဲကရဲဘော်တက်ရောက်ကြခဲ့တယ်။ခေါင်းကိုထိမှန်သွားတာအလောင်းတော့ပြန်ရခဲ့တယ်။အသက်ကတော့ပြေးလိုက်ရတယ်။စစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူး။သူတို့ကနေနေရှိတိုးယူထားတာဟုတောင်းရင်သွေးပြောက်ကြတဲ့ဖွဲမှာရဲဘော်တအုပ်ကပြောဆိုပါတယ်။ ရင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းနိုဝင်ဘာလ၂ရက်နေ့တွင်မြောင်လကြီးရွာမှအထက်တန်းပြကျောင်းဆရာတအုပ်ကိုဖိခတ်တပ်ဖြတ်ခဲ့သည့်အပြင်မြို့ဆိုးကြီးရွာမှပြည်သူနေအိမ်၅လုံးကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းအလားတူပောက်တော်ကြီးရွာကျွန်းချောင်းလေးကြီးရွာတို့ကိုထပ်မံမိရှုဖျက်ဆီးခဲ့ပြီးနေအိမ်ကြီးများဆုံးရှုံးခဲ့သည်ကိုလည်းသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။